အဒီနေ့ကြတော့ကျွန်တော်ရဲ့ဒီဖျားရဲ့ကေတင်ချမ်းအစီအစဉ်မှာဖျားတကယ်လှုပ်ဆောင်တဲ့အတိတ် ဖြစ်စုပန်းအနာဂတ်ဒီသုံးခုကိုနည်းနည်းပြောချင်တယ်ပေါ့နော်အတိတ်ဖြစ်စုပန်းအနာဂတ်ဆရာကျမ်းစာထဲမှာဒီတိဘေအကန်ကြီးတဲ့ထဲမှာအငြင်းတဲ့စေ သူကတဲ့ချင်အကြောင်းအရာကိုပရောဖက်သူဒီစေစေစစ်ကြောမေးမြန်းရှာဖွေ၍တနုခံရတော့ဂျေဇုတော်အကြောင်းကိုဟောပြောကြပြီခရစ်တော်ခံရတော်မူသောဆင်းရဲကို၎င်းဆင်းရဲခံပြီးမှဝင်စားတော်မူသောဘုံစည်းစိမ်ကို၎င်းတို့အထင်း၌ရှိသောခရစ်တော်ဝိညာဉ်တော်သည်သက်တည်ခံသောအခါအပေမီသောသူကို၎င်းအပေတုသောအချိန်ကာလကို၎င်း ်ဆူလူတော်မူသည်ဟုမေးမြန်းရှာဖွေကြ၏ကိုဟောပြောပြုစုသောအရာများတို့သည်ကိုအဖို့မဟုတ်တင်တို့အဖို့ဖြစ်သည်ဟုသူတို့တို့အားဖွေပြတော်မူ၏ကောင်းကင်ဘုံမှဆေလွတ်တော်မူသောဒါရှင်သောဝိညာဉ်တော်ပါလျက်တင်တို့အားအဝင့်ကလေးတရားကိုဟောပြောတော်သူတို့သည်သူအရာများကိုတင်တို့အားယခုကြားပြောကြပြီသူအရာတို့ကိုကောင်းကင်သမန်တို့သည်ဈေးဈေး ကြည်ရှုစဉ်းစားခြင်းသောစေတနာစိတ်ရှိကြ၏ပြာဒကိငါကေဒင်ချင်းအစီစဉ်ကိုအကောင့်ထေဖော်ဖို့တမဟာငါဣတရေလလူမျိုးတွေကိုယူချေတဲ့အချိန်ကမှဣတရေလလူမျိုးတွေကိုဒီအစီစဉ်အတွက်ပြောပြတဲ့ဟာရှိတယ်ဖွင့်ပြတဲ့ဟာရှိတယ်တုတ်တော်ဒီ ပရောဖက်တူကိုဖျားတခင်က ပြောတဲ့အချိန်ကမှာဒါကနင်တို့ရဲ့အချိန်နဲ့မဆိုင်ဘူးနော်နင်တို့ရဲ့အချိန်အတွက် မဟုတ်ဘူးနော်ဆိုရက်ပုံစံမျိုးဖျားတခင်ကသူတို့ကိုပြောထားတယ်တဲ့ဆိုတော့နင်တို့ကိုဖျားတခင်ဖွေးပြတဲ့ပေါ်ပြတဲ့အရာမှန်သမျှအထွတ်ပြည့်ကေတင်ချင်းနဲ့ပတ်သက်ရင်ဒါကနင်တို့ရဲ့ခေတ်ကာလ နင်တို့အတက်ရှင်တဲ့အချိန်ကာလအတွက်မဟုတ်ဘူးနော်ဆိုရဲဟာအာဟုတ်ရင်တော့ပရောဖက်တွေကလည်းတို့ရဲ့အချိန်ကာလတို့ရဲ့အတက်ရှင်တဲ့အချိန်ကာမှာဖျားတခင်ပေါ်ပြတဲ့ကေဒင်ချင်းအစီအစဉ်အားလုံးကိုတို့လည်းရချင်တဲ့ဟာအများကြီးပရောဖက်တွေမှာလည်းရှိတာပေါ့သို့တော်ဖျားတခင်ရဲ့ကေဒင်ချင်းအစီအစဉ်ကိုဖျားအကောင်အထည်ပေါ်တဲ့အချိန်ကာမှာ အတိတ်ကဇူဘန်အနာဂတ်ဒီနှစ်မျိုးသုံးမျိုးရှိတယ်ပေါ့နော်အခုကျွန်တော်ခင်နဲ့ပြောရင်တမဟောင်းကအတိတ်အာတနည်းအားဖြင့်ဖျားတခင်ရဲ့ getting chin plan မှာယေရှုခရစ်ကြွလာတဲ့အချိန်ကနေ getting chin ကိုဂျေဇုတော်အားဖြင့်ရတဲ့ကာလတလျှောက်လုံးမှာ အခုကျွန်တော်လည်းရှိတယ်ဒါကဖြစ်စုပါလို့ကျွန်တော်မှတ်ရအောင် 杰苏巴玛，耶稣克教拉的阿青阿内，哦，对，跟人亲，哥皮尔根，佩服，游艇，没阿青阿提，杰苏巴，老长老彪雅昂，阿娜格长老耶，阿娜格西的，那么好个阿拉玛扎罗长老耶阿对，哦，耶稣克教拉道穆的阿青。 အဲဂေဒင်ချင်းပေးတဲ့အချိန်ကနေစရင်တမောင်းက အတိတ်လို့ပြောရမှာเนาะအဲ့လိုနားလေမယ်ဆိုတော့အတိတ်မှာဘုရားတခင်ကဒီဂေဒင်ချင်းကိုပဲဘုရားရဲ့ဂတိတော်အမွေတော်ဒါဦးဘေးရအဲ့လိုမျိုးနဲ့ဘုရားတခင်ကသူ့ရဲ့လူမျိုးတွေကို ဖွင့်ပြခဲ့တဲ့ဟာရှိတယ်ဆိုတော့ဒီဟာက မပြည့်စုံသေးဘူး ်တို့ရဲ့အချိန်အခါအတွေ့မဟုတ်သေးဘူးဟောပြောရင်အနာဂတ်တို့ရဲ့အနာဂတ်မှာတတ်တတ်ရှိမဲ့ဟာဖြစ်တယ်ဆရာဒီဟာကိုတပတ်အကောင့်တေဘောဖျားဒီကင်ကအစီအစဉ်တဲ့အချိန်ခါမှာပုံစံမျိုးစုံနဲ့တို့ကိုဖွင့်ပြတယ်ဥမာဣဒရလလူမျိုးတွေကန္နရခီလေးလေတဲ့အချိန်ခါမှာမာနမုတ်မနဆိုရာကလက်တွေ့စားရတဲ့ဟာဖြစ်တဲ့အတွက်ကြောင့် done ဩငါတို့ကဖျားတခင်ကျွေးတဲ့မာနမုတ်ကိုနှစ်ပေါင်း50ဇားခဲ့ကြတယ်ဆိုတော့ဒီဟာကဣဒရလလူမျိုးတွေရဲ့စိတ်ထဲမှာပေရောမမေလို့မရတဲ့အဖြစ်အပျက်လက်တွေ့သူတို့ရဲ့ဖူးဘေးတွေစားတုံးခဲ့တဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုမှမေပြောက်လို့မရတဲ့အရာဒါမဲ့ဒီဟာလေကေတင်ချင်းကိုဖျားတခင်ကညွန်းချင်တဲ့အတွက်ကြောင့် 如果马上就离开了，我们啊，肯定嘛，不怕对个嘞，呃，咱咱这嘛吧，旁边插的嘞水源，可能就那比较呃怕的哈，那天气天气啊，咱如果不怕对的，日日日朝绵绵下暴雨。 တင်တို့ခံရတော့ဂျေစုတော်အကြောင်းကိုဟောပြောကြိုက်တင်တို့လို့ပြောရင်အခုကျွန်တော်ယေရှုခရစ်ကြွလာတဲ့နောက်ပိုင်းကေဒင်ချင်းခံစားတဲ့ဂျေစုတော်ခံစားတဲ့တူရီနဲ့ပတ်သက်ပြီးမှဘယ်လိုခံစားခိုင်းမယ်ဆိုတဲ့ဟာကိုအတိတ်မှာရှိခဲ့တဲ့ prophet တွေကိုဘုရားသခင်ကဖွင့်ပြတဲ့အချိန်ကမှဒါကပါလေကေဒင်ချင်းဆိုတာကပါလေကျွန်တော်အရန်တိချင်တယ်အမွေလို့ပြောရင် ဒန်တခုခုရဖို့အမွေခံစားဖို့ဒိုက်လာဂါလာမြေလာဒန်ကျွန်တော်တည်နိုင်တို့တော့ဂေဒင်ချင်းဆိုတဲ့ဟာကဘုရားတခင်ကတမဟောင်းကာလမှာသူ့ရဲ့လူမျိုးတွေကိုနင်တို့ကအပြစ်သားဖြစ်တယ်ငါဂေဒင်ဖို့လိုအပ်တဲ့လူမျိုးဖြစ်တယ်အဲ့လိုမျိုးပုံစံနဲ့ဘုရားတခင်က ပြောတာမဟုတ်တဲ့အတွက်ကြောင့်ဂေဒင်ချင်းဆိုတဲ့ဟာက ပါလေ ။ဘာများလဲ။အများကြီးတို့အတိတ်ပဲဘုံဖို့ခဲ့တဲ့ဟာတွေအများကြီးရှိအောင်မယ်ပေါ့နော်။ဘာလဲပရောဖက်တွေကကေတင်ချင်းဖျားတခင်ကေတင်ချင်းလို့ပြောရင်ဘာများလဲ။တစ်ဖက်မှာအမွေငါတို့ကိုပေးမယ်လို့ပြောတဲ့ဟာရှိတယ်။ဒါပေးမယ်တို့အဖို့သူငယ်ကိုဖွားမင်မယ်ဆိုတဲ့ဟာလည်းရှိတယ်။ ဆိုတော့အလုံးကကဲ့တင်ခြင်းဖြစ်ပေမဲ့တားကိုပေးမယ်လို့ပြောရင်ဩကျွန်တော်အလုံးတရိုက်နားလေတယ်ပေါ့နော်သူတော်ကဲ့တင်ခြင်းကဗာများလေဆွမ်မဘရော့ဘတ်တူကဩစီစက်ရှာပွေခဲ့တယ်ပြီးရင်အဲ့ဒီဟာတွေကနတို့ရဲ့ကာလအတွက်မဟုတ်ဘူးနော် now ပြားတဲ့ခင် ကေဒင်ချေအစီအစဉ်ကိုအကောင်းအထည်ပေါ်ပြီးမှပြောရင်ကေဒင်ချေရလာမဲ့တူရီကိုရည်ညွှန်းပြီးမှငါတို့ကကြူပြောတာဟုတ်တယ်နော်ဆိုမှဘုရားသခင်ကသူတို့ကိုအဲ့လိုမျိုးပြောခဲ့တယ်ဆော့မာနာလက်တွေ့ဇာခဲ့တဲ့ဟာဒါကြောင့်ယေရှုခရစ်နဲ့အာယောဟန်ခန်းကြီး6ထဲမှာယေရှုခရစ်နဲ့ဒီ သူ့ရဲ့လူမျိုးတွေဆွေးနွေးတဲ့အချိန်ကာမှာဖျားရခင်ကငါတို့ကိုငါတို့ဖူးပေးတွေကိုမာနမုတ်ကျွေးခဲ့တယ်မာနမုတ်ကျွေးခဲ့တဲ့ဟာငါတို့ဖူးပေးတွေစားခဲ့တယ်တရှင်ကိုရောကငါတို့ကိုပါလှုပ်ပေးมาလဲလှုပ်ပြောတဲ့အချိန်ကာမှာငါကကောင်းကင်က စင်းကြွလာတဲ့မာနမုတ်ဖြစ်တယ်ဆိုရဲအပလိုက်လှုပ်တယ်ပေါ့နော်ဒါကြောင့်မာန ဆိုတာကတတိယအဖြစ်ကေတင်ချင်းကိုယေရှုခရစ်အားဖြင့်လုပ်မဲ့ကေတင်ချင်းအရာကိုညွန်းဆိုတာဖြစ်ပေမဲ့အတိတ်မှာရှိခဲ့တဲ့ဣတရေလလူမျိုးတွေကညွန်းဆိုတဲ့ဟာကိုမမြင်ပဲနဲ့အဲ့ဒီဖြစ်စဉ်ဟာကိုတန်းတန်းသူကပုံဖော်တယ်ပေါ့နော်မြင်တယ်အဲ့ဒီဟာကသူတို့အတွက်ပြဿနာဖြစ်တယ် ဒါကြောင့်အဲ့ဒီပြဒနာကယေရှုခရစ်ကိုတကယ်ကြွလာတဲ့အချိန်ကမှယေရှုခရစ်ကြွလာတဲ့အချိန်ကမှသူတို့ကိုညင်းယေရှုကိုညင်းပယ်ဖို့အကြောင်း ဖြစ်တယ်ပေါ့နော်။ Okay ဒါကဓမ္မဟောင်းကာလမှာဖြစ်တဲ့ဟာအခုကျွန်တော်ဖြစ်စုပန်ယေရှုခရစ်ရဲ့ကယ်တင်ခြင်းအဆောင်ရွက်ပြီးတဲ့ဖြစ်စုပန်ကာလမှာကျွန်တော်ကယ်တင်ခြင်းဆိုတဲ့ပက်ကေ့ကိုကျွန်တော်ရပြီးပြီပေါ့နော်။ ယေရှုခရစ်ကိုအဘင်္ဂလိတဲ့တန်စကားကိုကျွန်တော်ယုံကြည်လက်ခံခြင်းအားဖြင့်ကယ်တင်ခြင်းဆိုတဲ့ဘက်ကကိုကျွန်တော်ရကြတယ်။ဒါမဲ့အဲ့ဒီဟာကဘာလဲ။အနာဂတ်ကျွန်တော်ရဲ့အနာဂတ်နဲ့ပြန်ဆိုင်ပြန်တယ်ပေါ့နော်။ဆိုတော့ဒီဘက်ကပြောရင်ရပြီလို့ဖျားတခင်ကကြော်ညာလိုက်တာ ဖြစ်ပေမဲ့ကျွန်တော်မမြင်ရဘူးလေ၊ကြိုင်လို့မရဘူးလေ။ အထုတ်ဟာဂိုင်လို့ရတယ်ဆိုရင်ဂိုင်ပင်ပါအောငါရလိုက်တယ်ဆိုမှကျွန်တော်အဲ့လိုမျိုးပြောเสียရှိတယ်ဒါမဲ့ဒီဘက်ကကယေရှုခရစ်အားဖြင့်ရပြီယေရှုခရစ်ဆောင်ရွက်ပေးလိုက်ပြီဓမ္မဟောင်းအတိတ်မှာရှိခဲ့တဲ့သူတွေကိုဖျားခြင်းဂတိပေးတဲ့ဟာက အခု အကောင်းအထည်ပေါ်လိုက်ပြီရပြီအဲဒါတော့ကို လက်ခံတဲ့သူကရပြီလို့ပြောပေမဲ့ဒီဟာက ပြောရင်မြင်ရတဲ့ဟာမှမဟုတ်တာဆိုတော့မြင်ရတဲ့ဟာမဟုတ်ဘူးကျွန်တော်အတွင်းနှလုံးသားဒီကနေ့လက်ခံရတဲ့ဟာဟုတ်တယ်မှန်တယ်ဒေချတယ်ဒါငါရပြီဆိုမှလက်ခံရတဲ့ဟာဖြစ်ပေမဲ့အနာဂတ်အတွက် ကျွန်တော်ကအဲ့ဒီဟာဘက်ကမှာပါတဲ့ကေတင်ချင်းဆိုတဲ့ဘက်ကမှာပါတဲ့ဟာတကူဟောကျွန်တော် ဟိုမြေရောင်တဲ့အချိန်ခါမှာကျွန်တော်ရဲ့ပုံဖော်တဲ့ဟာကဓမ္မဟောင်းမှာရှိခဲ့တဲ့လူတွေရဲ့ပုံဖော်တဲ့ပုံစံမျိုးတခါတည်းဖြစ်တတ်တယ်ဆိုတော့ဘယ်လိုမျိုးပုံစံလဲဆိုတော့ကောင်းကင်နိုင်ငံကျွန်တော်ရောက်တော့ရောက်သွားတဲ့အချိန်ခါမှာ အမွေဆိုတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်အမွေအကြီးကြီးကောင်းကင်နိုင်ငံမှာငါတို့ရလိမ့်မယ်ဆိုတဲ့ပုံဖော်တဲ့ဟာတွေကလည်းရှိတယ်။ကောင်းကင်နိုင်ငံရောက်သွားတဲ့အချိန်ကမှငါတို့ရဲ့မြေခွက်ကအကြီးကြီးဖြစ်တယ်ဆိုမှ ပုံဖော်တဲ့ဟာလည်းတချို့ရှိတယ်။ကောင်းကင်နိုင်ငံမှာကျွန်တော်ကိုယ်တိုင်လှုပ်တဲ့အဆောက်အဦးတစ်ခုရှိတယ်ယေရှုခရစ်ကိုနိုင်လှုပ်ပေးတဲ့အဆောက်အဦးတစ်ခုရှိတယ်။ ဆိုတော့ဆိုပြပုံဖော်တဲ့ဟာမျိုးလေကျွန်တော်ဖြစ်စုပံကနဲ့အနာဂတ်ကို ပုံဖော်တဲ့အချိန်ကမှအဲ့လိုမျိုးလေရှိပြန်တယ်ကျွန်တော်မြင်ရတဲ့ကျွန်တော်ထိတွေ့ရတဲ့ပုံစံနဲ့လူတွေကပုံဖော်ကြတာလေဆိုအိမ်လို့ပြောတဲ့အချိန်ကမှကျွန်တော်တေးရမယ့်နေရာအိမ်ရမယ့်နေရာဒါကကျွန်တော်ပုံမှန်မြင်တဲ့ပုံစံမျိုးဒါပေမဲ့ခေါင်းကိန်ပုံမှန်ကနေညမရှိလို့ပြောရင် ဆိုတော့အဲ့ဒီအားကိုစဉ်းစားကြပါတော့နေညမရှိနေမရှိညမရှိလို့ပြောရင်အိတ်ဖို့ဟာမျိုးရှိမလားဆိုဆိုယေရှုခရစ်ကနင်တို့အတွက်ငါအိမ်ကိုပြင်ဆင်ဖို့တွားနေမယ်လို့ပြောရင်ငါတို့အတွက်အိမ်ကြီးကြီးမားမားရှိတယ်ဆိုမှတချို့ကပုံဖော်ရင် ပုံဖော်လိုက်မယ်ဒါကတမဟောင်းမှာတို့ပြီးဣဒရေလလူမျိုးတွေ ဖျားတခင်ကဂတိပေးတဲ့ဟာကိုပုံဖော်တယ်လို့မျိုးကျွန်တော်လည်းအဲ့ဒီဟာကိုပုံဖော်ပြီးမှအဲ့ဒီဟာကိုအယံပေါ့နော်ဦးစားပေးတဲ့ဟာမျိုးလည်းရှိကောင်းရှိမယ်ဒါမဲ့ကျွန်တော်တတိပြုရမှာကကျွန်တော်ဦးစားပေးရမယ့်ဟာကဖျားတခင်ငါတို့အတွက်ယေရှုခရစ်အားဖြင့်လုတ်ပေးတဲ့ကယ်တင်ရှင် မမြင်ရတာဖြစ်ပေမဲ့ဒီဟာအတွက်ပဲယေရှုခရစ်ကြွလာတာနောက်ပိုင်းဖြစ်တဲ့ဟာကဘယ်လိုလှုပ်လှုပ်ကျွန်တော်အတွက်အကောင်းဆုံးပဲဖြစ်တယ်ဟာလေလုယာအကောင်းဆုံးပဲပေါ့နော်ဒီ getting chim bucket မှာအားလုံးဖျားတခင်ကစီစဉ်ထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ယုံကြည်သူတွေဦးစားပေးရမှာက getting chim ယေရှုခရစ်အားဖြင့်ကျွန်တော်ရတဲ့ဒီ getting chim ဒီ getting chim ကမမြင်ရဘူး ဒါဖြစ်ပေမဲ့တကားလည်းမလွယ်ဘူးပေါ့နော်ဆိုတော့ဖျားကအရာအာကူပြီးမှကျွန်တော်ပြောကြတာဖြစ်ပေမဲ့ပြောတဲ့ဟာတိုင်းဖျားကိုကျွန်တော်ဆုတောင်းတဲ့ဟာတိုင်းဖျားတခင်ကโอเคနင်ဆုတောင်းတဲ့အတိုင်းငါလုပ်ပေးမယ်ဆိုမှအားလုံးကျွန်တော်မရကြပါဘူးအကယ်၍ဒါအားလုံးရတယ်ဆိုရင်ဟိုအားလုံးပြည့်စုံပါပေါ့ ဒါကျွန်တော်တောင်းတဲ့အချိန်တိုင်းတောင်းတဲ့ဟာတိုင်းဘုရားသခင်က ကျွန်တော်ကိုယုံကြည်သူတွေကိုမပေးပါဘူးပေါ့နော်အကယ်၍ဒါပေးတယ်ဆိုရင်ဘုရားသခင်ကိုကူစားတယ်ဆိုတဲ့ဟာကတိတ်တန်ဖိုးရှိမှာမဟုတ်ဘူးဆိုတော့ဘုရားသခင်ကမပေးတာ ဖြစ်ပေမဲ့ဘုရားသခင်ကိုကူစားတဲ့အပိုင်းမှာ မပေးတဲ့အတွက်ကြောင့်ဘုရားကိုမကျေနပ်တဲ့စိတ် ငါတို့မဝင်ဖို့ဒီဟာကဖျားတခင်ငါတို့ကို train လောက်ပေးတဲ့ဟာဖြစ်တယ်။ဒါကြောင့်ဖျားတခင်ကိုကိုးစားတဲ့နေပေမှာတန်တရာဖြစ်သွားနိုင်တယ်။ကျွန်တော်တောင်းသမျှအားလုံးဖျားတခင်ကပေးတယ်ဆိုရင်အကယ်၍တောင်းတဲ့အချိန်မပေးတဲ့အချိန်ခါမျိုးမှာဖျားတခင်ကဘယ်လိုမျိုးလဲ။ဖျားတခင်ကတကယ်ကိုမပေးနိုင်ပဲနဲ့ ငါတို့ကူစားနိုင်ကူစားနေသလားဆိုတဲ့တန်တရာမျိုးကျွန်တော်ရဲ့အသွင်းထဲမှာ ဖြတ်တတ်တယ်။သို့တော့သို့တော့အာဒီမှာပေဒရုကပါဒီမှာပေါ်ပြထားတယ်လေဆိုရင် အကန့်ကြီးသစ်ထဲမှာဟုတ်တယ်။အကန့်ကြီးသစ်အငယ်၃မှာအတန်ရှင်ချင်းနဲ့ဇက်ဆိုင်တော်မျော်လင့်ချအကြောင်းရှိစေခြင်းကဖောက်ပြန်ခြင်းညှဉ်းဆွန်ခြင်း ညွန်ဝန်ချင်းနဲ့ကင်းစင်သောအမွေတော်ကိုငါတို့ဒီခံရစေမည်အကြောင်းယေရှုခရစ်ကိုယ်တည်းအချင်းမှထားမြောက်တော်မူသောအားဖြင့်ကြီးစွာသောကရုဏာတော်နှင့်အညီငါတို့ကိုတပံဖြစ်ပွားစေတော်မူသောငါတို့သခင်ယေရှုခရစ်၏ခမဲတော်ဖျားသခင်သည်မင်္ဂလာရှိစေတည်းဘုရင်အာနောက်တစ်ခုကြတော့နဆက်နှစ်မှာ တင်တို့ဒီဖောက်ပြန်ပြက်စီးတတ်သောမျိုးစစ်အဖြစ်ဖြစ်ပွားတယ်မဟုတ်မဖောက်ပြန်မပြက်စီးတတ်သောမျိုးစစ်ဒီဟုသောအသက်ရှင်၍အစဉ်အမြဲတည်တော်မူသောဖျားတကီနှုတ်ကပတ်တော်အဖြစ်ဖြစ်ပွားသောကြောင့်ညီအဲ့ဒီအထီးပေါ့နော်မဖောက်ပြန်မပြက်စီးတဲ့တတ်တဲ့မျိုးစစ်အဖြစ်တင်တို့ကိုဖြစ်ပွားစေတယ်ပြောချင်တာကေဒင်ချင်းကအဲ့လောက်အထီးကြီးမားတယ်ဆိုတော့မမြင်ရပေမဲ့ လောလောဆယ်ငါတို့ထိတွေ့ဂိုက်တွေလို့မရပဲမယ်ဘုရားတခင်ငါတို့အတွက်လှုပ်ပေးတဲ့ဟာကအဲ့လောက်အထကြီးမားတယ်တကယ့်ဒီဟာရဲ့လက်တွေ့ငါတို့မြင်ရမယ့်ဟာကငါတို့ရဲ့အနာဂတ်ဒါကြောင့်ဒီအနာဂတ်ကိုငါတို့ပုံဖော်တဲ့အချိန်ကမှတကလည်းတမဟောင်းကဣတရေလလူမျိုးတွေဘုရားတခင်ဂတိပေးတဲ့ဟာကိုပုံဖော်တဲ့လူမျိုးဟော จริงๆเลยปองไม่พอปุอ่าทีนี้ก็อาเปชินน่ะဖြစ်တယ်ပေါ့เนาะဒါကြောင့်โลกမှာမြေခွဲ့ခြေခြေကြီးလိုအပ်တာဖြစ်တဲ့အတွက်ကြောင့်ကောင်းကင်ဘုံရောက်တဲ့အချိန်ကမှာလည်းမြေခွဲ့ခြေခြေကြီးလူချင်းတယ်ဆိုရဲဟာမျိုးနဲ့တချို့ကပုံဖော်လိုက်မယ်တချို့ကငါအိမ်ဆိုရဲအဲ့လိုမျိုးကရိယာပစ္စည်းတွေပါဖို့ငါ မျောလစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပုံဖော်လိုက်မယ်ဒုတော့အရေးကြီးဆုံးကယေရှုခရစ်အားဖြင့်ကျွန်တော်ကို ပေးတဲ့ဂိုင်လို့မရတဲ့ကယ်တင်ခြင်းတရားကအားလုံးရဲ့အချုပ်ဖြစ်တယ်ဟာလေလုယာဒါကြောင့်တရားကို ကျွန်တော်အရင်တန်ဖိုးထားရအောင်ပေါ့နော်ဘယ်အချိန်နဲ့မှပဲဖြစ်တရားကိုငါတို့တန်ဖိုးထားရအောင်ဆုတ်ကရအောင် မမြင်ရပါမယ်တရားကကနဦးကလေးကဘုရားတခင်စီစဉ်တဲ့တခုတည်တော်လူတွေအတွက်အစီအစဉ်ဖြစ်တယ်ဒါကြောင့်ဒီအစီအစဉ်ကိုငါတို့ကဧဝံဂေလိသတင်းစကားကိုလက်ခံချက်အားဖြင့်ဘုရားတခင်ငါတို့ကိုခံစားခိုင်းတယ်ယပိဒါတူတွေဖြစ်တယ်ဒါကြောင့်ယပိဒါတူတွေဖြစ်တဲ့အတွက်ကြောင့်တရားကိုကယ်တင်ခြင်းကိုငါတို့အယံတန်ဖိုးထားရအောင် တခြားပုံဖော်တဲ့ဟာကိုအရန်အနာကအတွက် ပုံဖော်တဲ့ဟာကိုဟိုအတိတ်တမဟောင်းမှာရှိခဲ့တဲ့ဣဒရေလလူမျိုးတွေလို့ပုံဖော်တဲ့ဟာမျိုးကိုကျွန်တော်တိတ်မလောက်ကြဆုနဲ့ဘာနော်ဒါကြောင့်ယေရှုခရစ်ကြွလာတဲ့အချိန်ခါမှာတမဟောင်းကဟာကိုယေရှုခရစ်ကဟိုပြည့်စုံဖို့ရောက်လာတဲ့အချိန်ခါမှာ တမဟောင်းကလူတွေပုံဖော်တဲ့ပုံစံမျိုးတကယ်တမ်းယေရှုခရစ်ကမဟုတ်ဘူးတမဟောင်းကပြောတဲ့ဟာကို အကောင်အထည်ဖော်ဖို့ယေရှုခရစ်ကကြွလာတာဖြစ်တယ်တမဟောင်းကဖျားခြင်းလုပ်ခဲ့တဲ့ဒီအရာကိုအထူးသဖြင့်တမဟောင်းလူတွေကအယိတ်ပုံစံမျိုးနဲ့ဖျားခြင်းကသူတို့ကို တိခိုင်းတယ်အယိတ်အနေနဲ့တိခိုင်းတဲ့ဟာကိုလက်တွေ့ ယေရှုခရစ်ကြွလာတဲ့အချိန်ကမှအကောင်းအထည်ပေါ်တယ်။ဒါကြောင့်တမဟောင်းကလူတွေကအဲ့ဒီအရေးကို အကောင်းအထည်ပေါ်ဖို့ကြိုးစားဟောပုံပေါ်ဖို့ကြိုးစားကြိုးစားရင်းနဲ့ယေရှုခရစ်ကြွလာတဲ့ပုံစံကသူတို့ပုံပေါ်ထားတဲ့ပုံစံနဲ့မတူတဲ့အတွက်ကြောင့်ယေရှုခရစ်ကိုညှင်းပယ်ခဲ့တာ။ဒါမဲ့ရှင်ဘောလူကယေရှုခရစ်ကိုယုံကြည်ပြီးတဲ့နောက်ပိုင်းမှာသူပုံပေါ်တဲ့ အရာတစ်ခုကိုဖြားကြင်ပုံပေါ်တဲ့အရာတစ်ခုကိုသူကောင်းကောင်းလေးနားလေတဲ့အာတစ်ခုသူရတယ်ကာလာတိအကန်ကြီးလေးမှာပေါ့နော်ဥပမာဟာဂရနဲ့စာရေဖြားကြင်တို့ကိုတိခိုင်းတဲ့အရာဆော့ဂျွမ်မာဟာဂရာ ာဗြဟံရဲ့စနီးပဲဖြစ်ပါတယ်စာရဲကြတော့ကျွန်မမဟုတ်ဘူးတကယ်ကနဦးကလေးကအာဗြဟံလက်ထပ်ထားတဲ့သူဖြစ်တယ်တာမရတဲ့အတွက်ကြောင့်အာဗြဟံကကျွန်မဟာဂရကိုနဲ့ပေါင်းနေတယ်ဆိုတော့တရားကိုရှင်ဘောလူက ပြောတဲ့အချိန်ကမှဘုရားသခင်ရဲ့ဝိညာဉ်တော်ဖွင့်ပြတဲ့အတွက်ကြောင့်ပြောတဲ့အချိန်ကမှ ဘယ်လိုမျိုးဆိုထားတယ်လဲဆိုရင်ကာလာတိအခန်းကြီးလေးအငယ်နစနေကနဲ့ဗညာတိဂျာနိုင်လာတွေက အာဗြဟံနိုင်ဒါနှစ်ယောက်ရှိဒါတစ်ယောက်ကဂျုံမအိဒါတယောက်ကကြုံမဟုတ်တော့မိမအိသားဖြစ်တယ်ဟုလာတည်းကြုံမအိသားဒီဇာတိပဂတိအဖြစ်ဖွာတော်သားဖြစ်ကြုံမမဟုတ်တော့မိမအိသားဒီ ဂတိတော်အားဖြင့်ဘွားတော်သားဖြင့်သူအကြောင်းအရာကိုပုံဥပမာအားဖြင့်ဆုတော်သူမိမနှစ်ယောက်ကပြဉ္ဉ္တရားနှစ်ပါးကိုဆုလိုတည်းဟာဂရအမိရှိတော်မိမသည်ပြဉ္ဉ္တရားဒီတိနာတောင်ပေါ်မှာစီ၍ဂျုံများကိုဘွားတတ်တော်တရားဖြင့်အကြောင်းမူကားဟာဂရဒီအာရဗီ၌ရှိသောတိနာတောင်ဖြစ်ယခုရှိသောဂျေရုဆလင်မြို့နှင့်သူဤ မိမိသားများနဲ့အတူကြုံခံရအပေါ်မှာရှိသောဂျေရုဆလင်မူကားခတ်တဲ့တော့ငါတို့ရဲ့အမိဒီဟုသောကြုံမမဟုတ်သောမိမဖြစ်ကျမ်းစာလာဒီကဒါမဖွာတော့အမြုံမဝမ်းမြောက်လောဒါဖွာခြင်းဝေဒနာကိုမခံတော့မိမကျွေးကြော်အော်ဟစ်လောအเจ้าမူကားဆွတ်ထားတော့မိမဒီလင်ရှိတော့မိမထက်တာ၍များသောသားတို့ကို ဖွာမိမိဟုလာတည်းအာဗြဟံမတ္တချာ တာဒမီတွေရှိတယ်စနီးမယားတွေရှိတယ်ကပ္ပဝကြခန်းကြီး25အငယ်တင်းတဲ့ကိုကြည့်သို့တော့တော်တော်များများဖော်ပြထားတာက စာရေးနဲ့ဟာဂရအကြောင်းကျွန်တော်အများကြီးဖော်ပြတယ်ဒါကြောင့်ဝိညာဉ်တော်အားဖြင့်ဖျားတခင်ဖွင့်ပြလိုက်တဲ့အချိန်ကမှရှင်မောလူကအော်ဒီပုံစံကတာကိုဖျားတခင်ကငါတို့ကိုတိခိုင်းစေခြင်းပါလားဆိုတဲ့ဟာကိုရှင်မောလူက ်နားလေသဘောပေါက်တဲ့အတွက်ကြောင့်ကလတိစာဆောင်မှာအဲ့ဒီဟာကိုပေါ်ပြပြီးမှပြောတယ်ပေါ့နော်ဆိုတော့ယေရှုခရစ်အားဖြင့်ကျွန်တော်ရတဲ့ကယ်တင်ခြင်းကကနဦးကလေးကဖျားတခင်စီစဉ်တဲ့ plan ဖြစ်တယ်ဒါကြောင့်ဒီ plan ကိုယေရှုခရစ်ကြွားလာခြင်းအားဖြင့်အကောင်အထည်ပေါ်ပြီးပြီးကျွန်တော်လည်းဒီအကိုယေရှုခရစ်အားဖြင့်ရတဲ့တူရင်းအနေနဲ့ကျွန်တော်အတတ်ရှင်ကြတယ်သို့တော်ဒီဟာကကျွန်တော် မြင်ရတဲ့အာမဟုတ်ဘူးကြိုက်လို့ရတဲ့အာမဟုတ်ဘူးနှလုံးသားထဲကနေကျွန်တော်မတည်မချင်းတရားရာကိုစွဲကြရတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အချိန်အနည်းပဲလိုပဲဖြစ်ဖြစ်ဘုရားသခင်ယေရှုခရစ်အားဖြင့်ကျွန်တော်ကိုပေးတဲ့တော်ရကေဒင်ချင်းတရားကိုငါတို့အမြဲတမ်းစောက်ကြကြရအောင်လို့ဒီနေ့ကပြောခြင်းဖြစ်တယ်ဒါကြောင့်ငါတို့ရဲ့အနာဂတ်ကိုကျွန်တော် ပုံဖော်တဲ့အချိန်ကမှဣဒရေလလူမျိုးတမဟောင်းမှာရှိတဲ့ဣဒရေလလူမျိုးတွေပုံဖော်တဲ့ပုံစံမျိုးတချို့လူတွေပုံဖော်တဲ့ဟာရှိတယ်ဆိုရဲဟာနားလည်စေချင်တယ်ပေါ့နော်ကျွန်တော်ကသာဝရအရာကိုအဲ့လောက်အထိပုံဖော်စရာတော့မလိုဘူးကေရင်ချင်းကအဓိကဖြစ်တယ်ကေရင်ချင်းမှာအားလုံးပါတယ်ပေါ့နော်ဆိုတော့အနာကအရာကဘုရားရဲ့အငမ်းတာတွေဖြစ်တယ်ငါတို့အတွက်အကျိုးနည်းတဲ့ဟာဘုရားတခင်ကပေတော်မှာ မစီစဉ်ဘူးခုနဆရာကြီးလည်းပြောပြီးပြီပေါ့နော်အကျူးမနေဘူးလို့ပြောတယ်ဒါကြောင့်ဒီနေ့နှုတ်ကပတ်တော်ခံယူကြတဲ့သူတွေအားလုံးဘုရားသခင်ကောင်းချီးပေးပါစေ